လက်ရှိစစ်ရေးပဋိပက္ခကာလမှာအီရန်ရဲ့စစ်ဦးစီးအရာရှိဖြစ်လာသူအလီရှတ်မန်နီကိုရှင်းလင်းသုံးသင်ခဲ့တယ်လို့ Israel စစ်တပ် IDF ကကြေညာခဲ့ပါတယ်။တနည်းအားဖြင့် Israel ဟာ9ရက်အတွင်းအီရန်ရဲ့အစစ်အမြစ်ဆုံးစစ်ဘက်ယာဒူရယူထားသူတွေကိုနှစ်ယောက်ဆက်တိုက် လုံခြံခဲ့ခြင်းဖြစ်ပါတယ်။ Israel ဟာပြီးခဲ့တဲ့သတင်းပတ်ကုန်မှာအီရန်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းတုန်းကအီရန်ရဲ့စစ်ဦးစီးအရာရှိချုပ်ဖြစ်သူဂိုလာမာလီရာရှစ်ကိုလုံခြံခဲ့ပါတယ်။ဂျွန်လ18ရက်နေ့မှာတော့ IDF ဟာရုရှားနေရာကိုအရေးပေါ်ဆက်ခံခဲ့သူရှက်မန်ဒီကိုပါရှင်းလင်းခဲ့ကြောင်းထုတ်ပြန်ခဲ့တာပါရှက်မန်ဒီဟာအီရန်အစိုးရအဓိပတိအယာတိုလာအလီခါမီနီရဲ့အနီးကပ်စစ်ရေးအကြံပေးတဦးလည်းဖြစ်ပါတယ်သူဟာတီရန်မျိုးလယ်မှာ IDF လေတပ်ကလုဆောင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားတာလို့သိရပါတယ် IDF ကတီရန်မျိုးလယ်ကစစ်ရေးဗဟိုဌာနချုပ်တစ်ခုကိုတိတိကျကျချိန်မိုးတိုက်ခိုက်ခဲ့ပြီး အဲ့ဒီစစ်စေးရေးမှာအီရန်ရဲ့စစ်ဦးစီးအရာရှိချုပ်ကိုတုံ့တင်နိုင်ခဲ့တာလို့ကြေညာသွားပါတယ်။ယာသူအရာရှက်မန်ဒီဟာအီရန်ရဲ့ပုံမှန်အစိုးရစစ်တပ်ရောနိုင်ငံရဲ့အကြီးဆုံးလက်နက်ကအင်အားစုဖြစ်တဲ့ဒေါ်လာရေးအဆောက်အဦကိုပါကြီးမှုနေကြတာဖြစ်ပါတယ်။ရှက်မန်ဒီနဲ့အတူပြတ်မှတ်ထားခံရတဲ့အီရန်ရဲ့စစ်ရေးကုကဲမှုဌာနဟာခါဒမ် ANB လားလို့ခေါ်ပြီးအစ္စရေးကိုလက်ရှိတိုက်ခိုက်နေတဲ့အီရန်ရဲ့စစ်စင်ရေးကိုအဓိကတာဝန်ယူနေတဲ့နေရာဌာနတခုလို့ IDF ကပြောပါတယ်။ အစ္စရေးကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေနဲ့စစ်စခန်းတွေကိုစတင်တိုက်ခိုက်တဲ့ဂျွန်လ13ရက်နေ့မှာပဲအီရန်ရဲ့စစ်ဦးစီးအရာရှိရရှတ်ကို IDF ကရှင်းလင်းခဲ့တာပါအဲ့ဒီနောက်မှာဒုတိယစစ်ဦးစီးဖြစ်ခဲ့သူရှက်မန်ဒီဟောရရှတ်ရဲ့အရိုက်အရာကိုအလင်းအမြန်ဆက်ခံပြီးအစ္စရေးကိုလက်တော့ပြန်တဲ့စစ်စင်ရေးတွေမှာဦးစီးကွက်ခဲ့ခဲ့ပါတယ်သူတည်ဆုံးခြင်းဟာအီရန်အတွက်နောက်ထပ်ကြီးမားတဲ့ထိုးနှက်မှုတစ်ခုလို့ဆိုနိုင်ပါတယ် IDF ကတော့ရန်သူရဲ့စစ်ရေးအစီအမံတွေမှာ အရေးအပါဆုံးစီမံဆုံးဖြတ်တဲ့ကွန်ရက်ကိုစနစ်တကျအအောင်မြင်မြင်ဖြည့်ဆည်းနေနိုင်စေဖြစ်ပါရဲ့ရှင်